ခင်ဝဲဝါနဲ့နေဝင်တို့အကောင်းဆုံးတရားဆောင်မယ်မယ်လူဝင်မကြီးလို့ဝဝကွဲအရှုံးပေါ်သွားတဲ့ပြောတဲ့ယခုလက်လောင်းအင်တာနက်ပေါ်မှာဝဝကွဲနာမည်ကြီးနေမယ်မယ်ယုံနှဲကိုလူမွေလို့ဝဝကွဲအရှုံးပေါ်သွားတာကပြောတဲ့ရုပ်ရှင်စကားကြီးပါပြောတဲ့ရုပ်ရှင်စကားကြီးမှာနေဝင်ခင်ဝဲဝါမန်အေးတောင်ထွန်းထွန်းသူရိယဖြုံးဝေဆိုတဲ့သူဝိုင်းတင်းဆောင်မင်းသမီးကြီးရိုတနာထွန်းတို့ကအထူးတင်းဆောင်ထားတာပါသူချင်းတော့ပြောတဲ့ရုပ်ရှင်ဇာတ်ကားကြီးဟာနေဝင်ခင်ဝင်းဝ မျိုးတန်တာထုံးပြင်ကျိုးငွေစုံဦးဆောင်ဝင်းနိုင်မှန်းစာရင်ဝိုင်းစပိုးတိုးဆောင်နေလောက်ွက်တတိယရင်စကားဆိုရင်လည်းမမှားပါဘူး။ဒါ့အပြင်ဇိုင်ကလည်းမြမရင်ချင်းမှုနဲ့ကိုက်ညီလာပါရင်ကျောတန်ရုပ်ရှင်စကားရင်ဇလန်းချင်းလေးကတော့နေဝင်းကရောမာလူစုံလူမိုင်းတကြီးသားနေရာကတိုးဆောင်သလိုခင်ဝန်ဝါကလည်းနေဝင်းကြိုက်ပေမယ့်မရလိုက်တဲ့မှုဆုံးမသမီးပန်းဦးနေရာကတိုးဆောင်ထားတာပါ။ဒီလိုနဲ့ခင်ဝန်ဝါသားလေးအလှလုံးရှင်ပြွယ်လုံနေတော့နေဝင်းကလည်းသူ့မအေးတော့ရဲ့သားလေးကိုရှင်ပြွယ်ပြန်လုပ်ပုံ။ ခင်ဝင်းဝါရှင်ပြွေးဝဲကိုရွာသားတွေမတော်ရအောင်ဖျက်လို့ပြစီလို့ပုံနောက်ဆုံးနေဝင်းရဲ့မကောင်းတဲ့စိတ်နဲ့အောက်ကုတို့ကြောင့်နေဝင်းရဲ့တူလေးရှင်ပြွေးဝဲမှာအစ်ပင်ပေါ်ကပြုတ်ကြပြီးတော့အသက်ဆုံးရှုံးရပုံနောက်ဆုံးနေဝင်းကခင်ဝင်းဝါကိုအာဘုဒ္ဓံပဲမန်းလျှော့ရပုံစားရတွေကိုခွက်ခွက်ငွေဝမ်းနေစွာနဲ့ရိုက်ပြထားတာဖြစ်ပါရင်ဒါကြောင့်လေဖျော်တဲ့ရုပ်ရှင်ဇာတ်ကိုင်းဟာလူပညာအရေးတွေထိတ်တန့်ရှိရင်မြမရုပ်ရှင်ဇာတ်ကိုင်းဖြစ်နေတတ်မှတ်ထားကြတာဖြစ်ပါရင်အထူးသဖြင့်နေဝင်းဟာလူစိုးလူမိုင်းလူပေးရေးဖြစ်နေအကောင်းဆုံးတင်ယူဆောင်နေတာကိုတွေ့ရပါရင် ဒါပြင်ခင်ဝဝဟာလည်းမုံဆုံမှာခလေးပင်မောင်ရှင်လောင်းမိတယောက်ဖြစ်တဲ့အကောင်းဆုံးတရုပ်ဆောင်ထားနိုင်တာကိုတွေ့ရပါတယ်။မျိုးတနာထုံးကလည်းဝိုင်းတရုပ်ဆောင်တယောက်ရဲ့ဂုံပုတ်အတိုင်းပြည်ပြောင်းအကောင်းဆုံးတရုပ်ဆောင်ထားနိုင်တာကိုတွေ့ရတာပါ။ဒါပြင်ပြောတဲ့ရုပ်ရှင်စကားကြီးတစ်ခုလုံးဟာအပြင်အစင်ရုပ်ရှင်စတင်ကားစားတဘောဝကြနေတာကိုလည်းတွေ့ရပါတယ်။ဒါကြောင့်လည်းပြောတဲ့ရုပ်ရှင်စကားကြီးဟာရုပ်ရှင်ဝေဖန်ရေးဆရာရင်းပရိသတ်တွေများစွာရဲ့ချီးကျူးခြင်းကိုရရှိထားတာဖြစ်ပါရင်ဒါမှမဟုတ်လည်းပြောတဲ့ရုပ်ရှင်စကားကြီးဟာဒီလိုအင်တာနက်ပေါ်မှာချီးကျူးခံရရမယ်လေ။ ငွေကြေးမြန်ဆုံးလုံးဝမရဘဲနဲ့တပတ်တာရုံတင်ခွင့်ရကငွေကြေးဆိုင်ရာဝဝကွဲအရှုံးပေါ်ခဲ့လို့သိရတာပါ။ထို့သဖြင့်တော့ပြောတဲ့ရုပ်ရှင်ဇက်ကားဟာခင်းဝင်းဝါနေဝင်းနေဇက်ပေါ်ရီအကယ်မီရနိုင်တယ်လို့နာမည်ကြီးနေပေမယ့်ရုံမာလူမဝင်လို့တပတ်နဲ့ရုံဆင်းပေးလိုက်ရတဲ့ပုံမှာလူတွေကအားအသင့်ကြတာပါ။ခုချိန်မှာတော့မြမရုပ်ရှင်ဇက်ကားတွေဟာရုံဝင်တဲ့လူကြီးပုံမူတည်ပြီးတော့ဝင်းဝေးဆန်ရင်တွက်တာဖြစ်တဲ့အတွက်တနင်္လာနေ့မှာဝင်းဝေးကောင်းခဲ့ပေမယ့်အဲ့ဒီနေ့ဝင်းဝေးကဆန်ရင်ထဲမှာထည့်မတွက်တာကြောင့် တရုတ်ဆောင်ခင်းဝင်းဝါနေဝင်းတို့ကပါဝင်တဲ့ပြောတဲ့ရုပ်ရှင်ဇာတ်ကားကြီးကတော့ပြသဝင်တပတ်ထဲနဲ့ရုံဆင်းသွားခဲ့ရလို့လည်းသိရပါတယ်။လက်ရှိမြန်မာရုပ်ရှင်ဇာတ်ကားတွေနဲ့ရုံတင်မှုဆက်နွယ်မှာဝင်းဝင်းဆန်းကျင်ကြီးနဲ့ရုံမှာလူမဝင်တဲ့ဇာတ်ကားတွေကဒုတိယပတ်ဆက်လက်ပြသခွင့်မရှိဘဲထုတ်ချခံရလည်းဖြစ်ပါတယ်။ရုပ်ရှင်ဝင်ကလည်းလူမဝင်တဲ့အခက်အခဲပေါ်မှာဖြေရှင်းနိုင်ဖို့ကြည့်မဲ့လူကြီးခုနှစ်ယောက်လောက်ရှိုံနဲ့ရုံဖွင့်ပြသပေးနေရတာဖြစ်ပါတယ်။ရောတဲ့ရုပ်ရှင်ဇာတ်ကားကြီးကိုပရိသတ်တို့ဆိုရင် ရုပ်ရှင်ကြီးခွင့်ရဖို့လူကြီး9ယောက်ဝင်ကျင်လို့ပြေလို့ကြီးခွင့်မရမင်းနဲ့ပြန်သွားခင်ရတဲ့ဖြစ်စဉ်တွေလည်းရှိရလို့သိရတာပါ။ဒါကြောင့်လည်းပြောတဲ့ရုပ်ရှင်ဇာတ်ကားကြီးဟာငွေကြီးဆိုင်ရာအရှုံးပေါ်သွားလို့အားလုံးကလည်းစိတ်မကောင်းဖြစ်ကြပါရဲ့။ပြောတဲ့ရုပ်ရှင်ဇာတ်ကားကြီးဒီလိုအရှုံးပေါ်သွားတဲ့အဓိကအကြောင်းရင်းကတော့ဝမ်းနေစရာမျက်ရည်ချူစရာဇာတ်ကားဖြစ်နေလို့ပါ။အခုချိန်မှာလူတွေဟာစိတ်ဆင်းရဲသောကများနေပြီမို့လို့ရုပ်ရှင်ဇာတ်ကားကြီးကိုကြည့်ကမငိုကျင်တော့ပါဘူး။ဒါကြောင့်လည်းပြောတဲ့ရုပ်ရှင်ဇာတ်ကားကြီးကိုလူမကြည့်ကြလို့အရှုံးပေါ်သွားတာပဲဖြစ်ပါရဲ့။ဒီမျိုးလေးကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရော ်ရောဒန်စကိုင်းအရှုံးပေါ်သွားတဲ့ပုံမှာမိမိရဲ့မြင်လေးကိုလည်းမှတ်ချက်ပေးသွားကြပါဦး။